အလုံးပဲမိကလာပါဒိုနယ်ထရမ့်ကအီရန်ကိုလူအလို့ရှင်တော့ဘုံပြန်ချေပလိုက်မဆွေးမှာတော့ချိချောက်လာတယ်ပေါ့ဒီကိစ္စက June 28 27တုန်းကသတင်းမီဒီယာတွေကထရမ့်ကိုမေးတယ်ပေါ့နော်ဆိုတော့အဲဒီကဖြီထားတဲ့ကိစ္စပါဆိုဒီကိစ္စလေးကိုနောက်ဆုံး update အနေနဲ့ကျွန်တော်ရှင်းပြပါရစေဆိုတော့ဗီဒီယိုလေးတွေကိုမပြခင်မှာ အချင်းချုပ်ပေါ့နော်အဲ့ဒါလေးကိုရှင်းပြပါရစေ ကိစ္စကပါလဲဆိုတော့ Iran ကယူရေနီယမ်ရဲ့တက်စင်မှုကိုရှိပါသေးတယ်ဆိုမှမြေခွန်းတွေကထွက်လာတယ်ဆိုတော့တရင်ထောက်တွေကအမေရိကရဲ့သမရအထရမ့်ကြီးကိုဘယ်လိုမြေခဲ့တယ်ဆိုတော့အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေက Iran ရဲ့ယူရေနီယမ်လုပ်ငန်းစဉ်များကိုတကယ်ပဲဆက်ရှိနေသေးမယ်ဆိုရင်ဒါမှမဟုတ် Iran ရဲ့ nuclear လုပ်ငန်းစဉ်ကို စူးရင်ဖွဲ့အဆင့်ပေါ့ရှိသေးတယ်လို့အကြံပြုမယ်ဆိုရင်တော့ Donald Trump ကအီရန်ကိုဘုံပြန်ကျေးမှလာအစမမင်းနေတယ် Trump ကတော့တေချာတယ်တဲ့ဒါကမေးခွန်းမေးစရာမလိုဘူးပေါ့အီရန်ကိုဘုံပြန်ကျေးမယ်ဆိုတော့ Trump ကတော့တချင်းချောက်တယ်ဆိုတော့အခုလိုမျိုးချိန်ရချက်ကအင်ဖြူရိုတရင်းစာရှင်းလင်းပွဲမှာပြုလုပ်ခဲ့ပြီးမှ Trump ကပြုတ်ပြုတ်ခဲ့တာပါဒါကတော့ကြည့်ရှုသူမိတ်ဆွေတို့အနေနဲ့ယင်းနိမိတာတော့ဖြစ်ပါလိမ့်မယ်။အီရန်နဲ့ ။အဲဆိုတော့ရေပရိပခအတွင်းမှာပိခယစေရင်ညှိနှိုင်းနေစဉ်မှာအာလီခမာနီကလည်း US ကိုပြချင်းချောက်တယ်ပေါ့။ခမရိုထင်းတလူမော်တိုက်ခိုက်တာကအောင်မြင်မှုမရှိပါဘူးပေါ့။ပြီးတော့ဒီ warning ပေးတယ်ပေါ့။အမေရိကကိုကျွန်တော်တို့ထပ်ပစ်နိုင်ချေရှိရဲဆိုမှအီရန်ရဲ့ခေါင်းဆောင်ခမအာလီခမာနီကအမေရိကကိုပြချင်းချောက်တယ်။ဣသရေလကတကယ်လို့အမြတ်ဒီအပိခယစေရင်မှုကိုချူဖောက်မယ်ဆိုရင် ကျွန်တော်တို့ကအမေရိကရဲ့တပ်သားတွေရှိတဲ့စခန်းတွေကိုပြန်ပစ်ချမယ်ဆိုမှမနစ်ကပဲအာလီခမာနီက US ကိုပြန်ချင်းချပါလေပြပူလေ warning ပေးထားတယ်ပေါ့အမှန်စတော့အာလီခမာနီအီရန်ရဲ့ Supreme Council ကပြောက်လာတတော်ကြပြီပေါ့တတော်ကြပြီဆိုတာကစနေရက်ကြာတယ်ကွာအီရန်နဲ့အစ္စရယ်ကစနေစနေရက်ကြာအစ်ပွဲပြပြတဲ့အကာလအတွင်းမှာအဲ့အာလီခမာနီကပြောက်သွားတယ် 23ရက်နေ့ပေါ့နော်ဒီဂျူလ29ရက်နေ့ကတည်းလိုင်းပေါ်မှာပြန်ထွက်ပြီးမှအခုလိုမျိုးပြောတာပါဆိုတော့ထရမ့်ရဲ့ပြောဆိုချက်အရဆိုတော့အီရန်ရဲ့နျူကလ িয়ার ဆက်ယုံများကအပြစ်အဝါဖြစ်ရှိခံခဲ့ရတဲ့ဆိုမှတော့ထရမ့်ကတော့ပြောနေတယ်ဒါမဲ့အီရန်ရဲ့ဘယ်လိုပြောပြန်ကန့်ချက်အရဆိုတော့အီရန်ရဲ့ဘာသာရေးခေါင်းဆောင်ပေါ့နော်ဒီအလီခမနီကအမေရိကရဲ့တိုက်ခိုက်မှုကတဲ့ထူချားတဲ့အောင်မြင်မှုမရှိပါဘူးဆိုမှတော့ငင်းလာတယ် အဲအဲ့ခါကျတော့သတိမီဒီယာတွေကမေးလာတယ်။ဒါဆိုတော့အီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေကိုတကယ်ပဲဖျက်ဆီးသလားမဖျက်ဆီးဘူးလားပေါ့နော်။ထောက်လှမ်းရေးတွေကစုံစမ်းလေ့လာပြီးတဲ့နောက်မှာအီရန်ရဲ့ယူရီနီယံစစ်ရုံကြီးကိုစူးရင်ဖွေအဆင့်ရှိသေးတယ်ဆိုရင်တော့ထရမ့်ကအခုလိုမျိုးဘုံကျဲမှာလားဆိုပြီးမှနောက်ထပ်တစ်ခါပြန်မေးကြတယ်ပေါ့။ထရမ့်ကတော့လုံးဝအကျေးပဲဆိုမှပြောလာတယ်။ဆိုတော့ထရမ့်ကလည်းအာလီခမာနီရဲ့ခိုလုံတဲ့နေရာကိုကျွန်တော်တို့အတိအကျအတိထားပြီးသားဖြစ်နေတယ် အစ္စရယ်နဲ့အမေရိကန်တပ်ဖွဲ့တွေကသူ့ကိုပိမှတ်ထားပိမှတ်ထားတာရက်တက်လို့ပါပေါ့သူ့ကိုတတ်ချင်လို့ဆိုတော့တတ်လို့ရတယ်ဆိုမှလည်းပြောခဲ့ဖူးတယ်ပေါ့နော်ဆိုတော့အခုချက်မြဲဒီအာအင်ဖြူရိုရဲ့သတင်းစာရှင်းလင်းပွဲမှာသူဘာလို့ပြောခဲ့လဲဆိုတော့ကြည့်ကြအောင်လက်ရှိမှာတော့အီရန်နဲ့အာအစ္စရယ်ပေါ်မှာပိခတ်ပိခတ်ရဲ့စီရင်မှုတို့ဆွေးနွေးနေတုန်းအခြေအနေတော့ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါကိုအီရန်ဘက်ကမကြိုက်ဘူး အီရန်ဖက်ကဖေရှားတယ်လို့ပြောနေပြောနေကြတာပဲဒါပေမဲ့အခုထိတော့ဘာမှတော့မရှိသေးဘူးပေါ့နော်ပြန်တိုက်ခိုက်တာမျိုးဟွာတော့မရှိပါဘူးဒါပေမဲ့အီရန်ဖက်ကတော့အဲ့ဒီနျူကလ িয়ার ဆွေးနွေးပွဲကိုပြန်လည်စတင်တဲ့အစီအစဉ်တွေကပေးချခဲ့တယ်လို့ပြောကြတယ်ပေါ့နော်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့အီရန်ကနျူကလ িয়ার လက်နက်တွေကိုထပ်ပြီးမှထုတ်လုပ်သွားမှာပါဆိုတဲ့သဘောပါဆိုတော့အခြေအနေတိကျတော့အရှင်းလင်းပြတာတဲ့ဥစ္စာတော့မရှိသေးပါဘူး Trump ကတော့ဘယ်လိုပြောခဲ့လဲဆိုတော့ လာမဲ့ပတ်မှာပေါ့နှစ်ပတ်တာတွင်းမှာအီရန်နဲ့မျက်နှာချင်းဆိုင်စကားပြောမယ်ဆိုတော့သူကပြောထားတာရှိတယ်ဒါမဲ့အီရန်ဘက်ကတော့ဒါကိုအတီးပြူတာမရှိသေးဘူးပေါ့ကဲအော်တစ်ချက်တော့ကြည့်ကြည့်ရအောင်ကျစ် by the way so many questions should we keep this going pam yeah. This is the opposite of Biden. Biden would take a half a question and he'd leave without answering it. သူကတော့ပြောနေတာဗောနဒါကတော့ Biden နဲ့ဆက်ကြည့်လုံးဝကိုဆက်ကြည့်နေတဲ့ Biden ကတော့ခမရတို့မေးတဲ့မြေခွန်းတွေကိုတစ်ခုနှစ်ခုလောက်ဖြည့်ပြီးမှပဲပြန်သွားမှာပါတဲ့ Trump ကတော့မြေခွန်းတွေတို့မင်းမြက်ကပြန်ဖြည့်တယ်ဗော You tell me when it gets boring. If it's gone. Um, Are you from Iran? No, I'm not from Iran. I'm from the UK. But if um, if the intelligence reports conclude that Iran can enrich uranium to a level that concerns you, yeah. would you consider bombing the country sure. again? Without question, absolutely. Sure, without questions, well, Yola. Iran got uranium at the same time. Hello, Messuin. Dama Mobu Boro. How long are you doing? Do I be mad? ယူရီးနီယမ်ရဲ့အသက်ရှင်မှုကိုစူးရင်ဖွေအဆင်ရှိသေးတယ်လို့ပြောမယ်ဆိုရင်ကောင်းထောက်ချချမယ်ဆိုရင်ထရမ့်ကအီရန်ကိုဘုံပြန်ကျင်းမာလာတယ်။ဒါကမေးစရာမလိုဘူးတဲ့။လုံးဝဘုံပြန်ကျင်းမာတယ်။ It has to be unbelievable. But uh, you know our our incredible flyers and our I call them the shots. These guys are unbelievable. Think from 52,000 feet they hit the equivalent of a refrigerator door. they actually hit it right in the center, so it's much smaller than that. And just bomb after bomb going deeper, deeper, blowing up. Incredible, incredible. Uh, congratulations on that. Trump got a bill in there. So, to know what they charted, Trump got a long one, every uranium yet. So, you got a pit to see the long one, long a chain moment, a long walk who pit long located as my pioneer. ဘုံတခုပြီးတခုပြီးမှခြေထားတဲ့ကိစ္စအကြီးဘာဖြစ်လို့မဖြစ်စီရမှာလဲဗော။ထရမ့်ကတော့အခိုင်အမာယုံကြည်တယ်ဗော။သူ့ရဲ့ intel resource အရာသူရဲ့ထောက်လိုင်းရေးအာထောက်နှုတ်ချက်အရာပေါ့နော် Trump ကလုံးဝယုံကြည်တယ်အခါကျတော့တစ်ဖက်မှာအဲ့ဒီတရင်ကိုချူပေါက်တယ် leak လုပ်ရဲပေါ့တရင်ပေါက်ချအောင်လုပ်တဲ့လူတွေကလည်း Trump ကပစ်တင်တာရှိတယ်ကျွန်တော်ပြမယ်ဒီဗီဒီယိုပြင်ပေါ့နော် There are talks that perhaps. That's going to take place today at 3 o'clock in the Oval Office. We're going to have a signing with Rwanda and the Congo. So I'm a little that out of my league in that one because I didn't know too much about it. I knew one thing: they were going at it for many years, and with machetes, uh, it is one of the worst. One of the worst. Dakaro pangone rwanda jaka kesa kushimpiara ba niama. People are being dead, killed. No, very comfortable. Honored to be here. They never thought they'd be coming to look after many years of fighting. It's a great thing. That's at three o'clock, I believe. <inaudible> so, any pangone rwanda yepi tena kule. အခု Trump ကဖြစ်ရှင်ပေးပြီဆိုတော့ Congo နဲ့ Rwanda ဖက်ကကိုယ်စီလေတွေနဲ့ Trump ကတွေ့ဆုံပွဲရှိတယ်။အဲ့ဒီတွေ့ဆုံပွဲကလည်းကျွန်တော်ညမှပဲ။ study ပြန်လုပ်ပြီးမှလေ့လာပြီးမှပြန်တင်ပေးမယ်ပေါ့နော်။သူတို့ဒီညနဲ့၃နာရီလောက်မှသူတို့ကအစည်းအဝေးရှိမှာကိုအဲ့ဒီ Congo တို့နဲ့တမရတို့က secret nuclear sites in Iran. Talk about maybe just, just secret nuclear sites? Yes, there might be some of yeah, that. Yeah. Can I say? they're exhausted so now တယောက်ကမင်းနေ secret nuclear site อิรันมาနောက်ထပ်လှုပ်ဝတ်တဲ့ nuclear site ယုံဂျန်တဲ့ချန်တဲ့လို့မထင်မိဘူးလားမခံစားမိဘူးလားအဲ့လိုမျိုးစူးရင်မှုမရှိဘူးလားဆိုမှမင်းနဲ့ထရမ့်ကတော့ no ပေါ့လုံးဝမယုံဘူးပေါ့သူတို့တော်တော်လေးပြင်ပန်းရှာနေပြီပေါ့ And Israel is exhausted too. And I don't know about that. And they both wanted it settled, both of them. And we did a great job, but they're exhausted. The last thing they're thinking about right now is nuclear. You know what they're thinking of? They're thinking about tomorrow, trying to live. in such a mess. It's such a mess. The place was bombed to hell. And uh, no, I'm not worried about it at all. And I'm putting out a little statement. I'm going to respond to the Ayatollah's statement uh, yesterday that. Uh, supreme leader ကိုသူက supreme leader ရဲ့ statement အမှတ်ချက်ကို Trump ကမနေ့ကတည်းကစတင်တယ်ပြန်ပြန်တုံ့ပြန်တယ်ဆိုတော့ပြောခဲ့တယ်ဆိုထရမ်ကတော့ပြောနေတယ်အစ္စရယ်ကပဲဖြစ်ဖြစ်အီရန်ကပဲဖြစ်ဖြစ်နိုင်ငံကြက်ကပြည်လဲချင်တာလေနိုင်ငံလုံးကလည်းမိုးနေပြီပေါ့ကွာဆိုတော့အဲ့ဒီအဓိက Supreme Council ရဲ့မှတ်ချက်ကိုတော့ထရမ်ကဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတော့ထရမ်ကပြန်ပြောကြည့်မယ်တစ်ချက်တော့ဟုတ်တယ်ဟုတ်တယ် And I said, Look, you're a man of great faith, a man who's highly respected in this country. Uh, you have to tell the truth. You got to be. Uh, no. အလီကမနီကကျွန်တော်တို့ကစစ်ပွဲနာရရှိခဲ့ဆုမှကျင်ရခဲ့တာကိုအာထရမ့်ကပြောနေတယ်မင်းကဘာသာရေးခေါင်းဆောင်ကြီးကွာနော်လုံးဝလူရင်းကလည်းအထင်ကြီးလဲစားတဲ့ပုံကူကြီးတယောက်အမှန်တရားကိုပြောပါဆုမှထရမ့်ကတော့ပြောနေတယ်ဆိုတော့တင်ရမပြောရမယ်လေစတော့အီရန်ရဲ့ခေါင်းဆောင် အာလီခမာနီကအောင်ပွေးခံနေတာသူ့ကိုသူအောင်ပွေးခံနေတာအဲ့ဒါတော့ဆော့ကမကြိုက်ဘူးဖြစ်နေတာအောင်ပွေးမခံနဲ့ပေါ့မင်းကဘာသာရေးခေါင်းဆောင်လည်းဖြစ်သေးတယ်လူရင်းကအထင်ကြီးလေးစားရဲ့ပုံကိုလည်းဖြစ်သေးတယ်တွားပြီးမှလင်မပြောနဲ့အမှန်တရားကိုပဲပြောပေါ့အဲ့ဒါဆော့ကိုတွားပြီးမှရှုံးလို့မရဘူးဆော့ကလည်းနင်းနေပပလေးစာတင်တာနဲ့ပြတ်တုံပြန်မယ်သူကပြန်လေခြေပမယ်သူကငင်းငင်းမနေဘူးဆော့ကလည်းတော့ဟိုခေါင်းဆောင်ကတခုပြောမယ်ဒီခေါင်းဆောင်ကတခုပြောမယ်သူကငင်းငင်းကြည့်မနေဘူးသူက ိုက်ရိုက်သူကအဲ့ဒီလူတစ်ယောက်ကိုပြန်တုတ်ပြန်တက်တဲ့အကျင့်ရှိတယ်ပေါ့နော်ဒိုနယ်ထရမ့်က။အော်ကိစ္စကိစ္စမရှိပါဘူး။သူတို့ပြောချင်သလိုပြောပါနိုင်ငံရေးရပါခွာ။သူတို့ရေးချင်သလိုရေးပါဆိုမှလွတ်ထားတဲ့ကောင်မဟုတ်ဘူးထရမ့်က။အော်တော့ပြမထရမ့်ကတော့ရှောက်လို့မရဘူး။ဆိုအာလီခမာနီကလည်းဟိုရေးဒီရေးတွေလုပ်နေတယ်။ပြောဟိုပြောဒီပြောတွေလုပ်နေခါကျတော့ထရမ့်ကလည်းအကြည့်လို့မရဘူးဖြစ်နေတယ်။အခါကျတော့မင်းဒီလိုနေမယ်ငါတို့ကိုတိုက်ခိုက်လို့မင်းငါတို့ ဘုံပြန်ကျဲမစူပါထရမ်ကအလီကမာနီကိုပြန်ချင်းချော်တာပေါ့နော်ဆိုတော့ထရမ်ကိုသွားလျှော့လို့တော့မရဘူး Israel was beat up too they were both beat up and it was a great time to end it it was quick they got the hate out there a lot of hate ဆိုတော့နိုင်ငံစလုံးကထိခိုက်နေတာမှုရှိနေတယ်အဲ့ဒါအဲ့ဒီချိန်တုန်းကနိုင်ငံစလုံးအတွက်ကလည်းလုံးဝရတက်တဲ့

Well, as we wait here for President Trump at the White House to speak, a House divided over who leaked the low confidence preliminary assessment of Iran's nuclear facility. So, any nuclear facility, say you take the uh, SSM, uh, uh, you think manche, no? Araku tripau charashe. That let's တို့မတိုက်ခင်ကလေးကနေဒီကျူတင်ခတ်မှချေကိုဥစ္စာသတင်းပေါက်ချတာရှိတယ်ဒါပေမဲ့အဲ့ဒီသတင်းပေါက်ချတာကလည်းဘသူစင်ကလည်းပေါက်ချလဲဆိုတော့အစူရထံကလည်းပေါက်ချသွားတာဟောအဲ့ဒါကြောင့်ခုသတင်းမီဒီယာတွေကဟိုဖော့ဟိုဟိုဖော့ဒီဖော့အရေးကြတာကိုအဲ့ဒီသတင်းမီဒီယာတွေရဲ့ sources ကလည်းဘယ်ကနေလာလဲဆိုတော့အစူရထံကလည်းလာတဲ့သတင်းပေါက်ချမှုကိုသူတို့ကရေးထားတာပါဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲ့ဒီ nuclear လက်နက်တွေကို တကယ်ပဲ100%ဖြည့်စည်မှုမရှိဘူးဆိုတာကအရင်ကလေးကနေကျူတင်အကိပြတ်တဲ့တုံးတစ်ချက်တစ်ခုဖြစ်နေတယ်ပေါ့နော်ဖြစ်နိုင်ချေကိုသူတို့ကပြောထားတဲ့ဥစ္စာအဲ့ဒါကိုသတိနေပေါက်ချားသွားတာအဆူရအဆူရထံကနေပေါက်ချားသွားတဲ့ခါကျတော့အခုလိုမျိုးပြဿနာကကြီးကြီးဖြစ်လာတယ်အမေခွန်းထုတ်ဆရာတို့များကြီးဖြစ်လာတယ်အဲ့ဒီသတိပေါက်ချားတဲ့လူတစ်ယောက်ကလည်းသူတို့ကလိုက်ရှာနေတော့ဖြစ်နေတယ် FBI ကလိုက်ရှာနေတော့ဖြစ်နေတယ် ဆိုအဲ့ဒီကောင်ကဘယ်သူလဲခုထိတော့တိတော့မရသေးဘူးစုံစမ်းနေစေဖြစ်နေတယ်ပေါ့နော် but it's but history shows almost all leaks come out of the executive branch the low confidence preliminary assessment that was leaked the preliminary preliminary assessment that's what leak preliminary assessment ကျူတင်ကပ်မှန်းတဲ့တုံးတစ်ချက်ဖြစ်နေတယ်ဘုံမပေါက်ခွေးခင်မှာအော်ဒီဟာလို့မယ်ဒီဟာလို့မယ်ဆိုဒီဟာကြာရှုံးနိုင်တယ်ဒီဟာမဖြစ်နိုင်တယ်ဘာငရပေါ့ခွာ ဒါကိုလုံးဝကိုဒီ low confident ဘောနော်လုံးဝအယုံကြည်မေ့အသက်တည်ထောက်ထားမရှိနေတဲ့အစားဥစ္စာကြီးကို leak လုပ်သွားတာကွာ and dangerously uh probably from um from from this body from this body, from these chief political analysts. Rick Hugh, Rick, good to see you. Happy Friday to you. A lot of finger pointing going on in Washington, which is pretty par for the norm. the president blames Democrats for this leak as the White House really wages this. Um, so, Sam Garo. အဲ့ဒီတရင်ပေါ့ကြတဲ့လူက democratic ခြေကလူရင်းကဖြစ်လိမ့်မယ်ဆိုမှတော့ယုံကြည်ထားတယ်အဲ့ဒါကြောင့်လေအခုသူတို့ကစုံစမ်းစစ်ဆေးမြင်မြတ်နေတယ်ပေါ့နော်ဆိုတော့ အခုကျွန်တော်တို့ခဏခဏဆွေးနွေးနေတဲ့ကိစ္စအကြီးကအော်ယူရီနီယမ်စက်ယုံကြီးကဖြစ်စည်းပါတယ်မဖြစ်စည်းပါဘူးဆူရက် topic ကြီးကမေခွန်းတွေအများကြီးထုတ်လာကြတယ်အလားကဘေးရနေထွက်လာတယ်ဆိုတော့အဆူရအဆူရထေးကနေနော်သူတို့ကကျူတင်သုံးသက်ချက်ခမှန်ထားတဲ့ဥစ္စာကြီးကိုထုတ်ပြနေနောက်ပိုင်းမှာအခုလိုမျိုးပြဿနာကကြီး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 မေခွန်းထုတ်စရာတော့များကြီးထုတ်စရာအဖြစ် ်ဖြစ်သွားတာပါဆိုတော့ဒါရီကူတို့ကစုံစမ်းစစ်ဆေးမြတ်မယ်အဲ့ဒီတရင်ပေါက်ကြတဲ့ကောင်ကိုတို့ကဖိုင်းဖမ်းမှာပေါ့နော်ဆိုတော့အခုလက်ရှိချိန်လေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်တယ်ပေါ့ဆိုတော့ဘာပဲဖြစ်ဖြစ် Trump ကတော့နောက်ဆုံးမေခွန်းညီမေကြတဲ့ခါအမေနောက်ဆုံးမေခွန်းညီမေရဲ့အခြေခံကိုကြည့်မယ်ဆိုရင်တော့ Trump ကတော့ Iran ကအဲ့ဒီ nuclear ရဲ့ enrichment nuclear ရဲ့တန့်စီမှုကိုထပ်လုပ်နေမယ်ဆိုရင်တော့မေခွန်းမေးစရာကိုမရှိတော့တာ မေခုမေးစရာမလူပဲနဲ့ကျွန်တော်တို့ကသွားပြီးမှဘုံချင်းမှာပဲတဲ့ဆိုအာလီခမာနီကလည်းသူ့ကူသူ့အောင်ပွေးခံနေတာကိုထရမ့်ကတဘိုးမကြဘူးမင်းပုံနေတဲ့နေရာကတော့တီးနေတယ်တော့ငါတို့တတ်ချင်းလို့မင်းတို့မင်းကိုတတ်လို့ရတယ်ဘောကအဲရှောက်ရှောက်မပြောနဲ့ဒါကထရမ့်ကတော့အာလီခမာနီကိုပြန်ချင်းချပါတယ်ဗောဆိုတော့အီရန်ကနော် US ကိုကျွန်တော်တို့ပြန်တိုက်ခိုက်နိုင်ချေရှိတယ်နော် US ရဲ့ ်စစ်တိုက်ခိုက်စစ်စခန်းတွေကိုပြန်တိုက်ခိုက်နိုင်တဲ့ချက်ရှိတယ်ဆိုမှ warning တွေပေးခဲ့တယ်ဂျူဒီဘီအတီတွေပေးခဲ့တယ်ပေါ့ထရမ့်ကတော့ပြောနေတယ်မင်းတို့လှုပ်ရေးရင်လှုပ်ကြည့်ပေါ့မင်းတို့လှုပ်ရေးရင်လှုပ်ကြည့်မင်းတို့လှုပ်မယ်ဆိုတော့ကျွန်တော်တို့ကဘုံပြန်ကြည့်ပလိုက်မှာတော့ဆိုမှတော့ထရမ့်ကတော့ပြန်ချိချောက်နေတယ်ကဲဒါကတော့နောက်ဆုံးဒီကမ္ဘာတရင်ပေါ့နော်ဒိုနယ်ထရမ့်ထံကနေနောက်ဆုံးရနေတဲ့တရင်တွေဖြစ်ပါတယ်ကျွန်တော်တို့ညအနေပိုင်းလောက်မှာပဲတရင်အစ်တူများချစ်တင်စရာရှိသေးတယ်ပေါ့နော် အခုနောက်ဆုံးထွက်နေတဲ့ LGBT ကိစ္စတွေကွာ၆ကိစ္စတွေကစပါအီဒီကွန်ဂိုရိုရဝန္ဒါရိုကိစ္စကလည်းဒီစားတွေများကြီးရှိတယ်ကျွန်တော်တော့ပြီးမှလေ့လာအောင်မယ်အဲ့ဒါကိုလေ့လာပြီးနောက်ပိုင်းမှာတေချာနားလေပြီးတော့ပိုင်းမှာကျွန်တော်တို့အာကြီးရှုသူမိတ်ဆွေတွေမိတ်မိတ်ဆွေတွေနဲ့နေနဲ့ပြန်ဆုံကြတာပေါ့နော်ဆိုတော့အခုလိုမျိုးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Thank you so much for watching beautiful people. I love you guys. Take care. God bless. I'll see you soon. ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အပ်လို့ရပါတယ်။ Bye bye.